ဟယ်လိုတဲလေးရို့ရေနိုရာပါရှင်ဒီနေ့ကတော့အရန်ကိုဆောက်လုပ်ကောင်းပြီးတော့စံပြားဘက်လေးရလေးအစ်ချီအစ်ချီလေးနဲ့အရသာရှိလာတဲ့စံပြားခောက်ဆွဲကြော်လေးကြော်ပါမယ်ရှင်နိုကတော့ငဖဲ့ကြော်လေးနေနဲ့ကြော်ခြင်းလို့ငဖဲ့လေးကိုနည်းနည်းလေးကြော်ကြော်ပြီးတော့ငဖဲ့လေးကိုပပလေးညှက်ပြီးတော့စံပြားခောက်ဆွဲကြော်လေးကိုထည့်ပါတယ်ရှင်အသားတွေမစားခြင်းလို့ပေါ့နော်ခုတော်တော်အသားတွေဝါးရတာပြင်းတာရောအဲ့အရာတွေချောင်းမလို့ပါရှင်အခုတော့ငဖဲ့အစ်ချီအစ်ချီ ီလေးကိုကြော်ထားပြီးသားလေးကိုအရင်ဆုံးကြက်တော်ကြက်တော်အဖြူလေးကျိတ်ထားတာလေးကိုအရင်စီတတ်ပါမယ်ရှင်။ပြီးရနိုင်ငဖယ်လေးတွေကိုနည်းနည်းတစ်ထပ်ကြော်ထားပြီးသားဟာကိုပပလေးလေးထားတာလေးကိုစီဘူးလေးပြန်ထိုးလိုက်ပါမယ်ရှင်။ အဲ့ဒါလေးလဲပြီးလဲပြီးရောနှုံကအသီးရွက်ကလေးတွေပေါ့နော်အစုံပေါ့ကိုကြိုက်တဲ့အသီးရွက်ကလေးတွေအဲ့ဟာလေးတွေကိုမထည့်ခင်လေးမှာဆက်များခောက်ဆွဲလေးကိုအဆက်ရတာလေးနည်းနည်းပါချင်တာနဲ့နှုံကငရုတ်သီးခွဲချမ်းဘက်ကလေးထည့်လိုက်ပါတယ်ရှင်ပြီးပြီးလို့ရှိရင်အဲ့ငဖယ်ကြော်လေးနည်းနည်းအရတာလေးရသွားပြီဆိုတာနဲ့အဲ့လိုမျိုးပေါ့နော်ဟိုစီလေးလဲတေးချာချာစီလေးတက်ပြီးသွားပြီဆိုတာနဲ့ကြောက်နှလုံးလောက်ကိုဖောက်ထည့်လိုက်ပါတယ်ရှင် ကြုပ်လေးကိုတေးချာချာပေါ့နော်ငဖယ်လေးကိုဘေးနာလေးတွန်းပို့ပြီးတော့ကြုပ်လေးကိုတေးချာချာမှွေပေးပါတယ်။မှွေပေးသွားပြီးတော့ကြုပ်လေးကြက်လောက်ပြီးတော့အရသာလေးစပြီးတော့တင်းပြက်လာတဲ့အချိန်မှာနှိုကအတီးရွက်ကလေးပေါ့နော်ကိုစားချင်တဲ့အတီးရွက်ကလေးထည့်ထားတာပေါ့နော်နှိုကတော့လေအဲပိရိတ်တက်လဲကြိုက်တဲ့အတီးရွက်ကလေးတွေအကုန်လုံး ကိုကြိုက်တဲ့အသီးရွက်မှန်သမျှအကုန်လုံးပြီးပြီးတော့ထည့်လို့ရပါတယ်။နှောင်းတော့နှောစားချက်နဲ့အသီးရွက်တွေအကုန်လုံးထည့်ထားပါဗောနော်။အဲအဲ့အားလေးနဲ့ငဖယ်လေးနဲ့တေးစတာရောပြီးတော့အသီးရွက်ကလေးတွေကြက်လောက်တဲ့အထည်ကိုချက်ပေးပါရရှင်။ပြီးနောက်တော့ကြအရသာမုံအနေနဲ့ကတော့စားလေးထည့်တယ်။နောက်တော့ကြနှောင်းကြအသားမုံလေးနည်းနည်းထည့်ရပါဗောနော်။အရသာလေးပို့ပြီးတော့ကောင်းသွားအောင်လို့ပါ။ကောင်းသွားစေအောင်လို့ပါနော်။ အမ်ပြီးတာနဲ့နှောအဲ့အသေးရွက်တွေကိုဆဲထားလိုက်တယ်ရှင်ဘာလို့ဆိုတော့လေအရင်ဆုံးနေစံချားလေးကိုအီးဖက်ဖက်ကလေးဖြစ်အောင်လို့ကြော်မှာမှလို့လေအမ်အစံစံချားလေးကြော်ပြီးတော့ချက် လောက်ပြီဆိုတဲ့အချိန်ကြာမှာနှွားအတိရွက်ကလေးကိုပြန်ထည့်ပြီးတော့အဲ့လိုမျိုးရောပါရဲ့ရှင်။ဘာလို့လဲဆိုတော့လေဟိုတက်တက်စီခွဲကြော်မှလေသူကလေဆူဆူအေးဖက်ဖက်လေးရှိမှဖြစ်မှာပေါ့နော်။ဘာလို့ဆိုတော့အဲ့လိုမျိုးဟိုတစ်ခုချင်းစီခွဲပြီးတော့ကြော်ပြီးတော့ပြန်ပြီးရောတာပို့အဆင်ပြေတယ်။ပြုံးမို့ဆိုတစ်ခုရဲအဲ့လိုမျိုးတအိုးရဲမှလို့ပေါင်းကြော်ချလိုက်ပြီးဆိုလို့ရှင်လေဆံများတွေကအရန်အေးဖက်ပြီးတော့လေအကုန်ကတ်ကုန်မှာဆိုလို့ပါရှင်။အခုဆိုရင်တော့စားလို့အရန်ရတာရှိပြီးတော့ဂ တွင်လဲတွေ့စီတယ်ငဖယ်လေးနဲ့စံပြားကြော်လေးရပါပြီပေါ့နော်ငဖယ်နဲ့ပဲကြော်ထားတာဖြစ်တဲ့အတွက်လုံးဝသွားချလဲမမြတ်တော့ဘူးပေါ့နော်နှောအခုတလော်လေးတိလဟို ဘယ်လိုပြောမလဲဟွက်သားတွေတက်သားတွေအများနဲ့စားနေရတဲ့အခါကျတော့လေဒီလားဒါအရန်ကြီးငွေလုံအောင်ကြီးလို့လေအဲအကြောင်းလို့ငါဖဲ့လေးနဲ့စံပြားပတ်လေးနဲ့အသီးရွက်အစုံလေးလဲဗီတာမင်ဒီဗီတာမင်ဓာတ်တွေအကုန်လုံးပြည့်ဝအောင်လို့လေအဲ့လိုလေးရောကြော်လိုက်တာပါရှင်လိုက်ကြော်စားကြည့်နော်အရန်ရိုးရှင်းလွယ်ကူပြီးတော့စားလို့လေထိထိမိမိလေးရှိပါတယ်ရှင်